ဒီခိုးတော်မုတ်တီရဲ့သဘောတရားတော့သူအဲ့လိုပြပြစစ်စစ်လေးပေါ့နော်ပလေးရလိုက်ပြပြစစ်စစ်လေးကြိုက်တယ်ဒီကတော့မန္တလေးအရသာကိုလိုချင်တယ်ဆိုတဲ့အတွက်ကြောင့်ပဲမုံငရုတ်သီးမုံကအစအမမန္တလေးကနေမှားလို့ဒီအရသာရှိရပါရှင့်ခိုးတော်ဆိုတဲ့အတွက်ကြောင့်သူကသူသူကတောင်းလင်းနေနေမှာအဆင်ပြေပါလေအမရဲ့စိတ်ကူးထဲမှာလဲအဲတောင်းလင်းနေကိုအမတည်တည်ချာချာပြင်ဆင်ပြီးတော့လုပ်ခဲ့ပါတယ် ိုရောင်ရဲ့မုတ်တီအဖက်လေးတွေပေါ့နော်ဒီလိုမျိုးလေးညှက်ထားပြီးတော့အဲ့လိုမျိုးတလုံးစာလေးလို့စားတာဟောသဘောကျအကြီးထားတော့လေဟုတ်ကောင်ရန်ကျော်တော်တော်ဝါလိုက်ရဟင်းငါလေးကျိုးနေရအလုံးမင်္ဂလာပါပလေးဟာခုဆိုလို့ရှိရင်အဒီလေးကျင့်နေရ ဟုတ်ပါဘူးအခုမှတော့ဒါမနေ့ဆော့ဆော့9နာရီလောက်ပေါ့နော်ပလဲအခုချိန်မှာဒါမနေ့ဆော့ဆော့လေးမှာမနေ့စာလေးတစ်ဖက်ကို လာစပဲဖြစ်ပါတယ်ဒါပေမဲ့မနေ့စာဆိုမဲ့ပေါ့နော်မနေ့စာနဲ့နေ့လယ်စာကြီးရောက်သွားအောင်ပေါ့အများကြီးစမယ်အခုပလဲကဒါမှညကမတိုင်းဘေးနာလေးမှာရှိရဲမေပခိုရောင်မုတ်ဒီဇိုင်းလေးသွားမှာဖြစ်ပါတယ်အဲ့တော့ပြေးကျင့်နေရမဟုတ်ဘူးဒါစရဖြစ်ပါတယ်ကဲတိတော့ခုဆိုလို့ရှိရင်သွားမှာကပလဲတို့ဒါဝင်နေချိန်မှာ အဲပုံစံလေးอ่ะဗောနောမသိလို့ရှင်ဒါဟိုရှိမှန်းတော့မသိရအောင်ဒီပုံစံလေးอ่ะအဲ့အောက်ကလေးကိုဆင်းရဆိုဒီမှာမီနူးလေးရေးရပါတယ်မေပခိုရောင်မုတ်တီငါခုငကျင်းမွင်းကားထမင်းကြောအညနှက်ဖြောကျန်ရင်ဘာညာတလကာကဲဒီရောဘိုက်ကတော့စာနေမနဲ့စောစောစောဗောနောလဲအခုဆိုလို့ရှင်တော့ အဲမေပိုင်အခုရောမူတီမာလိုက်ပြီပြော်မွေးငါမာလိုက်ပြီပြော်သမင်းကျော်မာလိုက်တယ်ရေဝုတ်ကြောင်းနဲ့ပြော်အဲလက်ဖက်ရည်လည်းမာလိုက်ပြီပေါ့နော်အဲ့တော့ဘလဲဘိုက်ကလည်းတော်တော်စာနေပြီပြီးတော့ဆောက်လိုက်ပါဦးမယ် ားသောက်ကိုငကိုတွေကကြိုက်တာလေအဲကြိုက်တဲ့အခါကျတော့အဲကြိုက်တဲ့အစရလေကြော်ပြီးကျွန်တော်ချက်သွားချက်သွားပြီးတော့ကျွန်တော်ဒါကျွန်တော်စားတောက်ဆိုင်လေးတစ်ခုကိုကျွန်တော်လှုပ်ချင်တယ်ဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်တော်စဉ်းစားပြီးတော့ဖွင့်ခဲ့ပြန်တာပါအဓိကကတော့မန္တလေးအရသာကိုလိုချင်တယ်ဆိုတဲ့အတွက်ကြောင့်မန္တလေးမှာရှိတဲ့ဒီအဓိကမုတ်ဖက်ပိတ်ဆွဲ ဟိုပိုက်ပဲမုံငရုတ်သီးမုံကအစာမမန္တလေးကနေမှားလို့ဒီအရသာရှိရပါရှင့်ခိုးတော်ဆိုတဲ့အတွက်ကြောင့်သူကတောင်းသူသူကတောင်းလေးနေနဲ့မှာအဆင်ပြေမှာလေအဆင်ပြေမဲ့ဆိုတော့အမအမရဲ့စိတ်ကူးတယ်မှာလဲတောင်းလေးနေနဲ့မှာအဲတောင်းလေးနေကိုအမတည်တည်ချာချာပြင်ဆင်ပြီးတော့လုပ်ခဲ့ပါတယ်အကျော်ပိုင်းကကြောင့်တော့အမအဲ့တတိစာတနေ့ခုံနေဟာဆိုရင်မပဲဆိုတဲ့တနေ့စာတနေ့စိမ့်လိုက်တယ်စိမ့်ပြီးတော့ကြော်လိုက်တယ်ဘူးသီးဆိုတဲ့တနေ့စာတနေ့အဲ့ပြတ်သွားပြီးပြီ ခုဆိုလို့ရှင်တော့ပလဲဆောက်နေနိုင်မှားလိုက်ပါပြီတော်တော်လေးလေးစောင့်ရပါလေဘိုက်တော်တော်ဂွီကွန်ဖြစ်နေပါပြီဒါလေးကတော့ခိုးတော်မုတ်တီပါဒါလေးကတော့ထမင်းကြော်ရေဥဝဥချောင်းနဲ့အဲဒီမှာတော့မွေးငါပဲဖြစ်ပါတယ်ဒီကြနေပြီပြုတ်ခေါဆွဲဒီဒီခိုတောင်မုတ်တီကိုသူကအဲ့လိုမဟုတ်အမြင်အမြင်မလုပ်ထားဘူးတလုံးစာစားဖို့အဆင်ပြေအောင်အပိုင်းပိုင်းပိုင်းလေးလုပ်ထားတာပေါ့နော်အင်းအရင်ကောင်းလား န်းချီတော့ဟိုတိုက်တဲ့သူဆိုတော့ခိုရမုတ်တီကိုလည်းတိုက်တယ်ပေါ့နော်ဒီမှာပြတော့ပဲတီပါဒါမဲ့ပဲတီကိုလည်းမကြိုက်ဘူးဒါမဲ့ရောစားလိုက်တော့မတိတာတော့ပေါ့နော်အခုသူကတော့ဒီခိုရမုတ်တီရဲ့သဘောတရားကတော့သူအဲ့လိုပြပြစစ်စစ်လေးပေါ့နော်ပလေးကလည်းပြပြစစ်စစ်လေးကိုကြိုက်တယ်ပြီးငယ်သေးလေးနည်းနည်းထထဲစားမယ်အာခိုရမုတ်တီကောင်းကောင်းလေးစားခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်အင်းဆရာမဲပါစီယာအမစီမာလာစားလို့ရပါတယ်လို့ဒီမှာပါ อืมเดี๋ยวดิสิตัดเลยเนี่ยแหละไลฟ์บัดตัวအချိုလေးလည်းရန်စားကောင်းအဲ့လိုစိတ်စိတ်လေးခိုးတော်ရဲ့မုတ်တီအဖက်လေးတွေကိုပေါ့နော်ဒီလိုမျိုးလေးညှက်ထားပြီးတော့အဲ့လိုမျိုးတလုံးစာလေးလိုစားတာဟောသဘောကျဒီမှာပါอืมအပြာပိတ်ဆွဲနေနေလေးပါငါးလေးနဲ့ပေါ့နော်ပလဲတင်တာငဖယ်နဲ့လားမသိဘူးငဖယ်ယူးလေးနဲ့ဖြစ်လာမှာငဖယ်ယူးလေးနဲ့ပိတ်ဆွဲလေးနဲ့အားလေးစားမယ် အမင်းကြော်လေးလွဲ့အရမ်းမမနေတာမအောင်ဒီငံရုပ်ကြီးကြော်ကြော်သူကနည်းနည်းလေးတယ်ပေါ့နော်အဲ့လိုမျိုးထမင်းကြော်နဲ့လိုက်အောင်အလေးလှုပ်ထားလို့ပြည့်အထင်းနဲ့ကြက်ဒီဘက်မှာလည်းအချင်းပါတယ်အကြီးဟာတော့မင်းအင်းဝောက်ကြောင်ရမ်းကြော်တော်တော်ဝါလိုက်ရအရသာလည်းရှိရဲ့စားလို့လည်းကောင်းတယ်ရေဝောက်ကြောင်လည်းချို့နေရပဲပေါ့နော်တူဆိုတဲ့ခါကျရင်ရမ်းချို့ချို့ကြီးတွေရှိရဲ့ဝောက်ကြောင်ဆိုတဲ့စီရင်ရမ်းများလည်းရှိရဲ့အဲ့လိုမျိုးသူကကြတော့စားလို့ကောင်းတယ်ချို့ချို့လေးနဲ့အသားကျစ်တယ် မင်းကြော်တိုက်တဲ့သူတွေဆိုတော့တစ်ခေါက်လောက်စားကြည့်ပါလို့ပြလဲပြောချင်ပါတယ်။ဝင်ကားလေးပါ။ကျွန်တော်ကလည်းကြောက်ကြောက်ပါ။ဘယ်လိုလဲ။နာမည်တည်းရဲဆိုတော့နာမည်နဲ့ထည့်လိုက်ရမယ်။တိုင်ရာတီးနေ။ယူဒီပိတ်ဆွဲအစုံပေါ့နော်။ကိုလိုမန်လေးကနေပြီးတော့မန်လေးခွက်ပစ္စည်းတွေနဲ့ပဲလောက်တာပေါ့နော်။ကိုကမန်လေးရောက်နေပြီ။မန်လေးမြောက်ကူးတဲ့သူတွေနော်။မန်လေးလာခဲ့ပါလို့မန်လေးကမေးပါဟုတ်ပြောတာပါ။ပြောပါလေ။ဟုတ်မင်း။ ကပြောပြီးမှလည်းရမ်းကြိုက်တယ်အဲ့တော့ထိုင်မယ်စားပါဦးနည်းနည်းမင်းမကြိုက်တဲ့သူတွေကတော့ sorry ပေါ့ဘူးကတော့တူးနေတာဟင်းလဲတော့အဆက်တည်းထည့်တာလို့ဆက်နေပြီပဲသူက original ရတာဝါအော်ငားရရတာပြင်းပြင်းလေးပေါ့နော်ချွတ်ချွတ်ဒါပေမဲ့ငားအရင်ငားနဲ့လည်းအရင်မနဲ့အောင်အကျုံဝင်ငားဆိုငားနဲ့အရင်ပြင်းတာရှင့်မလားအခုငားနဲ့လည်းအရင်မပြင်းဘူး ။မွေးငါလေးကလည်းအရန်ဆောက်လို့ကောင်းတယ်။ပလဲကြိုက်တဲ့အနေထားပေါ့နော်။တုံတောင်မွေးငါဆိုပလဲမကြိုက်ဘူး။မွေးငါကမလေးပဲတော်နေကြဆရာပလဲအရန်ကြိုက်တယ်။ကြော်ရောအမားတို့ကိုယ်တိုင်ကြော်တာ။ပန်ကြော်ဆိုပို့ပြရတယ်လက်ဆက်တယ်။ပို့ပြရလဲ fashion နဲ့ပေါ့နော်။ဒီနေ့မှဆိုရင်တော့ပလဲမဲပေါက်အရန်ဆက်တင်လို့ဟူး ။အစွန်တော့နေပဲအင်းစိန်ဒီတခုကလာပါတော့မနက်9:00နာရီကထားပြင်ဆင်ပြီးတော့ရောက်လာခဲ့တာ။အဲဒီတော့ဒါအရန်ရောင်းဆွဆွထားရဂျုံနဲ့သွားပြီပေါ့နော်။ရသားကြီးအရန်ရှယ်ဆောက်လို့ကောင်းတယ်။ဒီကမှနောက်ဆုံးတစ်ခုလက်ဖက်ရည်လေးဂျမာတီရဲ့နှစ်ဖြော်လက်ဖက်ရည်ပါ။ဒီမှာကွယ်လို့တဲ့နှစ်ဖြော်လက်ဖက်ရည်ပါ။嗯，连蛋糕呢？ ခုဆိုလို့ရှိရင်ပလဲရဘိုက်ကရန်တင်းပြီးတော့နေလေစားဒီပါဖူလုံသွားပြီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဟိုမွေးငါးဆုံမွေးငါးတပွဲစားဒီမှာကျတော့အရသာဆန်းစားကြည့်တော့၃မျိုးလောက်စားပြစ်သွားတယ်အဲ့တော့အဲ့၃မျိုးလုံးကလည်းစားလို့ကောင်းတယ်တခြားအုံလုံးခောက်ဆွဲလို့နိုးစိမ့်ခောက်ဆွဲလို့အတုပ်တွေလည်းရှိသေးရဲ့ဒါဒီကနေ့မှဆိုလို့ရှိရင်ပလဲစားခဲ့တဲ့ဆိုင်လေးရဆိုလို့ရှိရင်ဟောဒီကမေပခရောင်မုတ်တီလည်းဖြစ်ပါတယ်ဒါအင်းစိန်ကပရိသတ်ကြီးလည်းဒီနားကအဲမေပဆိုင်လေးကိုမသိလို့ရှိရင်လာစားပါလို့အဲအရန်ရန်ရတာရှိပါတယ်တခြား မျိုးနေက player ရဲ့ MCR ပြည့်သက်တွေလည်းတစ်ခေါက်တော့အဲမေပေါ့လာစကြည့်ပါလို့ရဲရဲဆက်လို့ကောင်းပါတယ်လို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါအောင်မယ်ဒီနေ့တော့ပြန်အင်ကြိုင်လိုက်ပါအောင်မယ်တဒါ